လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်တွေကိုပြောချင်ပါတယ်ပထမဆုံးပြောချင်တာကတော့ခြေထီခဏခဏပေါက်တဲ့သူရဲ့လက်မှောက်ပါတဲ့အချက်ပါအဲ့ဒီပုဂ္ဂိုလ်ရဲ့လဝါပြင်မှာသိချကြည့်ပါနှလုံးလမ်းကြောင်းထက်မှာစိတ်ဒီပုံဟာထူးခြားတဲ့အမှတ်သားဖြစ်ပါလိမ့်နှလုံးလမ်းကြောင်းထက်စေးဒီပုံဟာလေကက်ကြည့်စရာမလိုပဲအဝေးကကြည့်ရင်တော့မှဒါဟာထိရှားအကောင်းဆုံးအထပ်ပေါ်နေပါလေအလွန်ကံကောင်းတဲ့အမှတ်သားပါ အတိတ်ဘဝကဆွေမျိုးတော်ဆက်တဲ့နှကောင်းနှမျက်တွေအဆောင်ရှောင်ရရှိပြီးတော့အိမ်မက်ကောင်းနေပေးတတ်ပါလေဒီအိမ်မက်တွေကိုအတိတ်ကောက်ချဲထီနှလုံးတွေထိုးရင်မကြခဏပေါက်တတ်ပါလေဘလူးတန်းနဲ့လုံရတတ်ပါလေလက်ထဲငွေမပြတ်ကန်ရတပြီငွေပြတ်ခံနေတိုင်းမှာကန့်အားချော်စွာလွယ်လင့်တဖို့မမိထံငွေရောက်လာတတ်ပါလေကောင်းတာတွေဖြစ်တော့မယ်ဆိုရင်လည်းစိတ်တွေကြည်လင်နေပြီးလုံလုံတိတိလိုခံစားရတတ်ပါလေမကောင်းတာဖြစ်မယ်ဆိုရင်လည်းစိတ်လေးလာပြီး လူလူသိသလိုခံစားရတတ်ပါတယ်ဘာသာရေးလုပ်ပြီးပါကစီးပွားဖို့ဖြစ်တတ်ပါတယ်လက္ခဏာဆရာကန်ရိုကတော့ဒါဟာအပိုလိုနမင်းစောင့်ရှောက်တဲ့တင်ဂီတာလိုတော်မှာတင်စားခေါ်တဲ့လက္ခဏာအမှတ်သားပဲဖြစ်ပါတယ်နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါတယ်လက်ဝါးပြင်မှာဘယ်နေရာပဲပါပါကောင်းတဲ့အမှတ်သားတွေမှာတရိကံကထိတ်ဆုံးကပါတယ်ဗျအခုတစ်ခေါက်ပြောချင်တာကအတလန်းမှာတရိကံပါသူတွေအကြောင်းပါ အသက်လမ်းမောသတိကံပါရင်အသက်ရှိပြီးဩဇာတာကောင်းပါလိမ့်မယ်။တကြီးပိုင်းတိနေရတတ်ပါလိမ့်။ဩဇာတာကောင်းတယ်ဘဝမှာအသက်ရွယ်ကြီးနေလာလို့လည်းများပုံမပြည့်ပြည့်စုံတဲ့နေရာရလိမ့်မယ်။ကောင်းမှုနဲ့အိုးအိမ်ကံနဲ့နေနိုင်တဲ့အထီကိုပြပါလိမ့်။ဘဝမှာကျန်းမာရေးနဲ့အက်ဆီဒန့်ဖြစ်လဲကြော်ဖြစ်နိုင်မှုကိုပြပါလိမ့်။အသက်ရှိပြီးတော့ဩဇာတာကောင်းမှုမဲ့လက္ခဏာလို့ပြောလို့ရပါလိမ့်။တကယ်လို့အဲ့ဒီသတိကံဟာအသက်လမ်းကြောင်းမှာပုံပဲနဲ့ ဉာဏ်လန်းကြောင်းအပေါ်မှာဉာဏ်လန်းကြောင်းသမုတ်ဥကောင်းလန်းကြောင်းထိတ်မှရှိတယ်ဆိုပါလို့ဗျာအဲ့ဒီလိုဆိုရင်ဒီပုဂ္ဂိုလ်ဟာထူးကျွန်းနဲ့ဘာထူးကျွန်းလဲဆိုတော့စီမံခန့်ခွဲမှုအာကောင်းတယ်တကယ်လို့အသက်လန်းကြောင်းနဲ့ဉာဏ်လန်းကြောင်းကြားထဲမှာထိတ်တဲ့မှာသရိကံတင်ကြတာအထင်ရှားရှိမှာဆိုရင်ဝေးမြောင်များဝင်မယ်ဆိုတဲ့လက္ခဏာအမှတ်သားလည်းဖြစ်ပါလိမ့်တကယ်လို့နှလုံးလန်းကြောင်းထက်မှာသရိကံအမှတ်သားရှိမှာဆိုရင်ဒီပုဂ္ဂိုလ်ဟာ နှလုံးလမ်းကြောင်းအောက်နှလုံးလမ်းကြောင်းထပ်မှရှိမယ်ဆိုရင်ဒါဟာအိမ်တော်ဘက်ရဲ့ချစ်ခင်နှစ်သက်မျက်နှာချင်းကိုလည်းရရှိပိုင်ဆိုင်မဲ့သူလို့ပြောလို့ရပါလိမ့်။သရီကံဟာလက္ခဏာရဲ့ပြမှာပဲရှိရှိအမြဲတမ်းမှကောင်းတဲ့အမှတ်တညာလို့ပြောရလို့ရပါလိမ့်။နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါလိမ့်။လက်တန်းနဲ့ပတ်သက်ပြီးပြောချင်တယ်ဗျ။တဲ့လက်တန်းထိပ်ပြဟာတကယ်လို့လက်သကြွယ်ရဲ့ပထမအရင်နဲ့တန်းတူဖြစ်နေတယ်ဆိုပါစို့ဒီပုံတွေအတိုင်းပါ ဒါဆိုရင်သင်ဟာသင်ရင်တည်းကခံစားချက်ကိုလူတွေမသိအောင်ဟန်ဆောင်ဖုံးကွယ်ထားခြင်းသူတယောက်ပါ လူတွေဟာသင်ကိုအားငယ်တက်သူလို့ထင်မှာဆိုရင်လည်းသင်ဟာပွက်လင်းသူတယောက်မဟုတ်ဘူးလူတွေပေါ်မှာတန်တရားများတယ်လွယ်လွယ်နဲ့မယုံတတ်ဘူးဒါပေမဲ့ရင်းနှီးသွားရင်လည်းအလွန်ယုံကြည်ပြီးတော့ကိုယ်ရင်တွင်ခံစားချက်တွေဖွင့်ဟတတ်သူပဲဖြစ်ပါလိမ့်စိတ်ထားကောင်းတယ်တခြားသူတွေကိုအကူအညီပေးတတ်တယ်တာဝန်တစ်ခု ပေးတဲ့အခါသင်မကြိုက်ဘူးဆိုရင်တော့မှပြီးမြောက်အောင်လှုပ်ဆောင်ပေးနိုင်တာသင်ပဲဖြစ်ပါလိမ့် တကယ်လို့ဤလက်တန်းထိပ်ပြဟာလက်သကြွေရဲ့ပထမအရစ်ထက်ကျော်လွန်ပြီးရှိနေပြီဆိုရင်တော့တင်ဟာအကောင်းကြိုက်တဲ့လက်တန်းရှိသူပေါ့ဗျာရှက်တဲ့သူတယောက်ဖြစ်တယ်နှုတ်ဆက်ရတာမိတ်ဖွဲ့ရတာသူတို့ဓာရီဆိုရင်သူတို့ကရင်နှုတ်ဆက်ဆက်ကိုဘကတော့ဘယ်တော့မှမဆက်တဲ့အထင်မှာပါပါလိအခြေရင်းမှာတော့အခြေကြီးတဲ့သူလို့ပြောရင်မမဟုတ်ဗျလူတယောက်နဲ့ချစ်မိပြီဆိုရင်ချစ်သူနာကမခွာတမ်းကနေတည်းတည်း အတွေးစိတ်ကတော့အလွန်စိတ်ဆိုးစိတ်ကောက်လွယ်တယ်နာကျင်ခံစားရမှာကိုကြောက်တတ်တယ်အလုပ်တစ်ခုဆက်လုပ်မိရင်ဆုံးခန်းတိုင်အောင်လုပ်လို့ရှိသူဖြစ်တယ်အပြင်မှာတော့ဘသူမှမလို့အခုပြောမယ်စိတ်ထဲမှာတော့တကယ်တော့အပေါင်းဖော်လိုအပ်နေတယ်ပေါ့တကယ်လို့တင်းရဲ့လက်တန်းအတန်းရှည်ဟာလက်တကျပထမအရေးအောက်မှာကြာနေတော့တင်းဟာအလွန်ခွင့်လွတ်လွယ်တယ်ပေါ့စိတ်နာစရာကိစ္စတွေမဆိုရင်လည်းကြကြဖတ်တွေ့မထားပဲမေးပြောက်လွယ်တယ်ပေါ့ အခက်ခဲတကူရှင်ဘသူမှမတိုင်ပေမဲ့တယောက်တည်းကြိတ်လို့တက်သူပဝန်းကျင်လို့သူမဟုတ်ဘဝအသစ်တစ်ခုခုနဲ့ကြုံလို့ရတိုင်းစိုးရင်လေရှိပါလေတခြားလူတွေရဲ့ကိုပိုင်မြင်တွေကိုလည်းတန်မိုးထားတတ်တယ်တကုတ်ကိုထင်ကြီးမှုလည်းရှိတယ်တခါကလေးမှအဲ့လိုကိုကုတ်ကိုထင်ကြီးလို့အထက်စီးဆန်ဆန်ပြောဆိုမိလည်းရှိတယ်ဗျပွန်လင်းတဲ့စိတ်ထားလည်းရှိတယ်။ကိုဟာခြားသူတရားပေါ်စေတနာထားသလိုကိုယ့်ကိုယ်လည်းပြန်ပြီးတော့စေတနာထားဖို့မျှော်လင့်ပေမဲ့အမြဲတမ်းလည်းလွတ်တက်ပါလေ နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါတယ်။မိษွေရဲ့အတလမ်းကြောင်းကိုကြည့်ပါ။မိษွေရဲ့အတလမ်းကြောင်းမှာထွက်လာတဲ့လမ်းခွဲတိုလေးတွေဟာအောက်ကိုဖြားကျနေလား။အဲ့ဒီလိုဖြားကျနေမကောင်းပါဘူး။အဲ့ဒီဖြားကျနေတဲ့အသက်အပိုင်းခြားမှာရှားတို့ကြတတဲ့ဝန်ထမ်းဆိုရင်စီးပွားရှာသူဆိုရင်တော့ငွေကြေးဥစ္စာပစ္စည်းစီးပွားကျဆင်းတဲ့၊ကျန်းမာရေးလည်းမကောင်းဖြစ်တဲ့။ဘဝမှာလုံခြုံမှုမရှိတဲ့ဘူး။အများနဲ့စိုးရင်ပူပန်နေရတတ်ပါလေ။ အဲ့ဒါနဲ့ပြောင်းပြန်သွားပဲအသက်လမ်းကြောင်းကထွက်လာတဲ့လမ်းကွဲတိုလေးတွေကအထက်ကိုထောင်တက်နေရင်အဲ့ဒီထောင်တက်နေတဲ့ကာလာပန်းချမ်းမှာရာထူးတက်တဲ့ငွေကြေးစီးပွားဥစ္စာပမာဏထောင်တက်မယ်ကျွဲဝါချမ်းသာသူတော်ဖြစ်တတ်ပါလေကျမ်းမာရေးလဲကောင်းမွန်နေအဲ့ဒီကာလာမှာသာသမီရတနာတော်မှာရရှိနိုင်ပါလေဘဝမှာဆိုရင် ပြပြဝဝပြပြွှန်ရွှွှန်နဲ့နေရတက်တဲ့ဆိုတဲ့ကြောင်းပြန်လိုပဲမှတ်ယူလို့ရပါလေ။ အောက်ကိုကြတဲ့လမ်းကြောင်းတွေဟာအောက်ကိုဆိုက်ဆင်းသွားတဲ့လမ်းကြောင်းတွေဟာမိမိရဲ့လဝါပြင်မှာဘယ်နေရာပဲပပမကောင်းဘူးလို့ပြောလို့ရပါတယ်။လဝါပြင်မှာအထက်ကိုထောင်တက်နေတဲ့လမ်းတွေပိုင်းတော့အကောင်းဆုံးဖြစ်ပါလေ။ဘယ်နေရာမှာပဲပပတဟာမိမိအနေနဲ့အဲ့ဒီပါတဲ့ဂျိုကွန်အလိုက်ကောင်းကျိုးကို ရရှိခံစားရမယ်လို့ပြောလို့ရပါတယ်။နောက်တစ်ခုပြောချင်တဲ့ပြဦးစားရကံမကောင်းတဲ့လက္ခဏာပေါ့ဗျာအခုလိုပဲအသက်လမ်းကြောင်းရဲ့အဆုံးသတ်မှာ ဒီအမွှားလေးတွေဟာအောက်ကိုထိုးကြနေတယ်ဘဝနောက်ပိုင်းမှာဥစားတာကံမကောင်းဖြစ်တတ်တယ်အသက်ကြီးမှအခွက်ဆွဲရတဲ့ကိန်းကိုတော့ဆက်ရောက်တတ်ပါလေမိမိအနေနဲ့အသက်ကြီးမှစီးပွားလက်လာပါပျက်စီးဆုံးရှုံးမှုတွေဖြစ်တတ်ပါလေဥစားတာမကောင်းပါဘူးအသက်ကြီးတဲ့ခါမှာဘဝဟာအပင်ပန်းစွာနဲ့ဖြတ်တန်းကမယ်လို့ပြောပါချင်ပါလေနောက်ပြီးတော့မိတ်ဆွေရဲ့အသက်လမ်းကြောင်းဟာထိုးနေရင် ဘဝမှာပင်ပန်းနဲ့လောက်ကန်ဆောင်ရွက်ရတတ်ပါတယ်။ဘဝလမ်းကြောင်းမှာပင်ပန်းနေရပါတယ်။စိန်နဲ့နေရမယ့်ကံပါသူလို့ပြောလို့မရပါဘူး။ဒီလိုတွေကဥမာအဖြစ်အဲ့ဒီလိုမျိုးအတလန်းကြောင်းထုံနေဒါပေမဲ့ပင်ပန်းမလောက်ရဘူးဆိုရင်ပဲအုံနှောက်ကိုညံသုံးပြီးတော့လောက်ရတတ်တယ်။ဒီအုံနှောက်ညံသုံးပြီးလောက်ရတဲ့လောက်တွေကလည်းမနာမနေလူများပိတ်ရမပိတ်ပဲနဲ့ကိုကလောက်ရတတ်တယ်။အဲ့ဒီလိုမျိုးဖြစ်တတ်ပါလေ။နောက်ထပ်လက္ခဏာလက်ကြောင့်တခုပြောခြင်းနဲ့ပြ ဒီတစ်ခေါက်ပြောချင်တာအောင်မြင်လဲရင်အာသာချက်ပါလက်သွယ်အောက်ကထောင်မနေတဲ့မြေကိုအောင်မြင်လဲလို့ခေါ်တာအလုံးသိပါပါအခုဖော်ပြထားတဲ့လက္ခဏာလို့အောင်မြင်လဲဟာအသက်ပန်းချရာအသက်40ဝန်းကျင်ကစားပြီးထူးခြားစွာထောင်တက်နေရင်အဲ့ဒီဝန်းကျင်မှာနာမည်ကျော်ကြမယ်လုပ်ငန်းနဲ့အောင်မြင်တဲ့လက္ခဏာရှင်ဟာသူ့ရဲ့လုပ်ငန်းအဆင့်တန်းရောက်နာမည်တစ်လုံးနဲ့ရည်တည်နေနိုင်ပါမယ်နောက်ဝင်ဝင်လာစားလဲကောင်းမယ် ဒီလောက်ကိုကြည့်ပါဘာဖြစ်လမ်းမှမရှိသလိုဂျိုကိုနေရာလဲတင့်တင့်လှပါပါလေလက်အယောင်သွေးကလည်းအရန်ကောင်းပါလေနိုင်ငံခြားကန်ကိုလည်းအထင်ရှားတွေ့ရပါလေဘာဖြစ်လို့လဲဆိုတော့အသက်လမ်းကြောင်းဟာနိုင်ငံခြားကန်လို့ပြောလို့ရတယ်တင်းတင်းလာဂျိုကိုဘက်မှာအဆုံးသက်နေလို့ဖြစ်ပါလေအသက်လမ်းကြောင်းကိုထိစင်းနေတဲ့ပြပလမ်းလည်းအထင်ရှားပါတဲ့အတွက်ကြောင့်ရဝေးပြပမှာအောင်မြင်တတ်တဲ့လူလို့ပြောလို့ရပါလေ ဘဝမှာအသက်35နှစ်အရွယ်ဝန်းကျင်ကစပြီးတော့ဒီတိုးတက်ကြီးပွားအောင်မြင်မယ်လို့ပြောလို့ရပါတယ်ကြီးပွားခြင်းငွေကြေးစုပုံရတဲ့ခြင်းကိုဆိုပါလေဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအသက်35နှစ်အရွယ်မှာအောင်မြင်လက်ကြောင်းထောင်တက်နေလို့ပဲဖြစ်ပါတယ်အသက်လမ်းကိုကြည့်ရင်လည်းလက်ဖနှောင်းတော့ကျော်ပြီးအောက်ခြေအထိဆင်းတက်သွားတယ်နိုင်ငံချမ်းမှာပဲကောင်းချမယ်ရဝေးမှာပဲသူ့ဘဝကိုအဆုံးသတ်တတ်ပါလေ အောင်မြင်လန့်ဟာအဖြစ်စီကင်းတဲ့ကောင်စိတ်သွားတိုင်းကိုပါပြီးတော့အောင်မြင်မှုရမယ်သူလို့ပြောလို့ရပါတယ်။လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်တွေကိုပြောပြတာပါ။နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။